အာနန္ဒမထေဝိထုဒီဝါဒပတိအစရှိသောဤတရားဒေသနာတော်ကိုမြတ်စွာဘုရားသည်မိဂရတထေဤမေတော်ဖြစ်သောဝိတာခာဤပြသ၌နေတော်မူစဉ်ရှင်အနန္ဒမထေကိုအကြောင်းပြု၍ဟောတော်မူလေ၏ပတိနေဒီကောသလမင်းကြီးသည်တရင်ကျွတ်လာပြီးမဟာဘဝရဏာနေ၌အလုံးစုံသောတန်သာဖြင့်တန်သာစင်လျက်ပဏ္ဏနာသတိတို့ကိုယူဆောင်၍ကျောင်းတော်သို့သွားတည်းထိုခဏ၌ကာလူဓာယီမထေသည် ဇံကိုဝင်စား၍ပရိသတ်အစုံ၌နေတော်မူလျက်ရှိကာလူဓာကြီးမထေဤကိုတော်သည်နှစ်လိုပဲရှိသည်သာလျှင်ဖြစ်၍ရွှေအစ်စ်နှင့်တူသောအစင်းရှိ၏ထိုခဏ၌ကလာမင်းသည်ထွက်၏နေမင်းသည်ဝင်ချင်းသို့ရောက်၏အရှင်အနန္ဒမရိသည်ဝင်သော နေဤအယောင်ကို၎င်းထွက်လာသောလာမင်းဤအယောင်ကို၎င်းကြည့်ရှုလျက်ကောသလမင်းကြီးဤကိုယောင်ကို၎င်းကာလူဓာကြီးမထေမြတ်ဤကိုယောင်ကို၎င်းမြတ်စွာဘုရားဤကိုယောင်ကို၎င်းကြည့်ရှုလျက် ိုအယောင်တို့တွင်လုံးလုံးသောအယောင်တို့ကိုလွန်၍မြတ်စွာဘုရားသီသာလျင် တင့်တယ်တော်မူ၏အရှင်အနန္ဒမထေရ်ဒီမြတ်စွာဘုရားကို ရှင်ကိုပြီးလျင်မြတ်စွာဘုရားယနေ့တပည့်တော်သည်ဤအယောင်တို့ကိုကြည့်ရှုလက်သည်ရှိသောရှင်တော်မြတ်ဘုရားတို့၏အယောင်တော်ကိုသာလျင်နှစ်သက်အပ်ပါသည်ရှင်တော်မြတ်ဖရာတို့ဤကိုတော်သည်အလုံးစုံသောအယောင်တို့ကိုသာလွန်၍တင့်တယ်တော်မူလပါသည်ဖရာဟုလျှောက်ကြလေ၏ထိုကားအရှင်အနန္ဒာကိုမြတ်စွာဘုရားသည် ရှိသာအနန္တာနေမီမိဒီကနေအခါ၌သာတင့်တယ်ဤလာမင်းဒီညင်းအခါ၌သာတင့်တယ်ဤဤရှိမင်းဒီတန်သာစင်မြန်းသောကာလ၌သာတင့်တယ်ဤအာသဝကိမိသောယဟနာသည် အာယုံအပေါင်း၌ကြရောက်သောသိယပေါင်းဝါအပေါင်းဖို့အဖို့အပေါင်းကိုပေဆုံး၍ဇန်သမာပတ်ဝင်စားသည့်အတွေ့၌သာတင့်တယ်ဤဖျားတို့မိဒီကညင်းအခါ၌၎င်းနေအခါ၌၎င်း ငါးပါးပြကြည့်တော်တကောတော်အပြင်တင့်တယ်တော်မူကြကုန်၏ခုမိန်တော်မူ၍ဤခါရာကိုဟောကြားတော်မူလေ၏ဒီဝါဒပတိအာဒိသောရတိမာဘာတိသန္တိမာတဏ္ဍောခတိယောတပတိဇာယီတပတိပြမနောအရဟတဗ္ဗမဟောရတိန်ဗုဒ္ဓော တပတိဒေသတာအာရိသောနေမင်းတိတိဝါနေခာ၌တပတိတင့်တယ်ဤ သန္တိမာလာမင်းတိရတိညင်ခာ၌အဘအဘာတိတင့်တေဤခရိယောယေမြေတနင်းပြည့်ရှိမင်းတိတဏ္ဍတော်အလုံးစုံသောတန်သာပြင်တန်သာဆင်ရသည်ရှိသောတပတိတင့်တေဤယမနောယန္တာသည်သာဤအပေါင်းဖို့ဆုံ၍ဇံဝင်သာသည်ရှိသောတပတိတင့်တေဤအထာဓုမတဘဗုဒ္ဓဘုရားရှင်သည် တပ်ပံလုံးစုံသောအဟောရတိညင်ပတ်နေညင်ပတ်လုံးဒေသာသာငါးပါသော တကူတော်အပြင်တပတိတင်တော်မူ၏မြတ်စွာဘုရားသည်သီလတကူဖြင့်သီလမရှိသောသူ၏တကူကိုဂုံချင်းတကုံတကူဖြင့်ဂုံကင်းသောသူ၏တကူကိုပညာတကူဖြင့်ပညာမရှိသောသူ၏တကူကို ကောင်းမှုတကူဖြင့်မကောင်းမှုရှိသောသူ၏တကူကိုတရားတကူဖြင့်တရားမရှိသောသူ၏တကူကို ထဝင်းကျင်သိမ့်ကျုံ၍ယူပြီးလျင်ငါးပါးပြရှိသောတကူတော်အဖြစ်အမြဲမပြတ်သားလျင်တင့်တယ်တော်မူ၏ဟုလိုဒေသနာတို့၏သုံး၌များစွာသောသူတို့သည် သောတာပတိဘုသတိတို့သို့ရောက်ကြလေကုန်၏အာနန္ဒမထေရဝတ္ထုပြီး၏